ကလေးတွေကိုဖုန်းပေးမပြခင်မိဘဖြစ်သူကဒီဗီဒီယိုလေးကိုအရင်ကြည့်ပေးပါဖုန်းအကြည့်များတဲ့ကလေးတွေရဲ့နောက်ဆက်တွဲဆိုးကျူတာပါဖြစ်နိုင်တယ်ကလေးတွေဖုန်းလုံးကျွန်းသုံးဆွဲခြင်းဟာမိဘအများစုရှင်နာအထက်ပိုပြီးအန္တရာယ်များပါတယ်ဖုန်းအကြည့်များခြင်းဟာမျက်စိညောင်းညံမှုအမြင်ဝါးခြင်းနဲ့ခေါင်းကိုက်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်အုံနောက်ဖွင့်မျိုးမှုထိခိုက်စေပြီးအာရုံစူးစိုက်မှုကိုလည်းအားနည်းစေပါတယ်အိပ်ရာမဝင်ခင်ဖုန်းစကရင်ကြည့်ခြင်းဟာမယ်လာတိုနင်ဟော်မုန်းကျစေပြီးအိပ်စက်မှုအနောက်ရှက်ဖြစ်စေပါတယ်ကလေးတွေမှာ စိတ်ပြောင်းလဲမြင်လာတဲ့ပြင်အရင်ကတည်းကပိုပြီးဒေါသထွက်လွဲလာပါလိမ့်မယ်ဖုန်းလွန်ကျွန်းသုံးဆွဲခြင်းဟာခိုးလုလောက်ရှားမှုရော့နေစေပြီးအဝလွန်ခြင်းအန္တရာယ်ကိုမြင့်တက်စေပါတယ်အရေးကြီးတဲ့အချက်ကတော့လူမှုဆက်ဆံရေးဆွမ်းရည်တွေကိုထိခိုက်စေခြင်းပဲဖြစ်ပါတယ်ကလေးတွေဟာလက်တွေပေါ်ဆက်ဆံရေးအားနည်းလာပြီးမိမိရခေါ်မရတွေဖြစ်လာနိုင်ပါတယ်ဂရင်းလူညိုကစားခြင်းဟာလေဒိုပါမင်းဟော်မုန်းကိုမြင့်တက်စေပြီးတော့ဖုန်းစကရင်ဆွဲလမ်းမှုဖြစ်ပေါ်စေပါတယ်အထူးသဖြင့်အရွယ်မြောက်သေးတဲ့ကလေးတွေမှာစကားပြောနောက်ကျစေပါတယ်ဖုန်းကအုံနောက်ကိုအလွန်မင်းလွန်ဆုံမှုပေးပြီး ADHD လိုအာရုံစူးစိုက်မှုပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါအကြောင်းစာမှာလည်းတက်ရောက်မှုရှိပါတယ်။ကလေးတွေဟာသင်ယူထားတာတွေမမှတ်မိတော့ဘဲအာရုံဆက်ရလာခက်လာပါတယ်။ကျောင်းလေရွယ်ကလေးတွေကိုဖုန်းကြည့်ချိန်တစ်နေ့ကိုတစ်နာရီအောက်သာကန့်သတ်ထားလိုက်ပါ။ဖုန်းကြည့်ချိန်တွေကိုကစားခြင်း၊စာဖတ်ခြင်း၊စကားပြောခြင်းများနဲ့အစားထိုးပါ။ဖုန်းသုံးချိန်ကိုလျှော့ချခြင်းဖြင့်ကလေးတွေရဲ့နာကောက်ကိုကာဝယ်လိုက်ပါ။